ွေးနေရတော့ပျော့ပျော့တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အလှတန်းလောက်ရတာဘွားမှာအပျော့ဆုံးပဲလေဆရာတော်ဝိထုငွေလေးကတ်တယ်ပြီးသွားရင်ဒီမှာဖုံဖုံ150လောက်ပဲရှိတော့တယ်ဒီကယောဂီတွေနဲ့သီလရှင်တွေရောက်150ပေါ့နော်အဲ့ဒါလေးကိုနေဆုံးနေဆုံးကြွေရပါ22 22ပါရှင်အဲအသက်20နှစ်လို့လိန်ပြောတဲ့ပတ်စည်းဆိုပြီးတော့ခေါင်းစဉ်လေးတက်ပေးပါဦး အဲပြောပြောပြောအမပဲထည့်ပြောလိုက်ပါတော့အမရဲ့ကျမအသက်ကိုထည့်ပြောလိုက်ပါတော့ဟုတ်တယ်ကျမအသက်က33ပါ22တော့မဟုတ်ပါဘူးဒါမဲ့လူရဲ22လို့ထင်နေရပါဘူးအာဘာ ွေနေ့ကတော့ပျော်ပျော်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အလှတန်းလောက်ရတာဘွားမှာအပျော်ဆုံးပဲလေသိတယ်မလားတကယ်ချင်းနေနဲ့ပြောရတာလည်းပြောရတာလေးတမျိုးပဲပေါ့နော်ဒါကကြတော့ကိုယ့်ရဲ့ကိုရှာထားတဲ့ပတ်စံလေးနဲ့ဒီလိုအလှတန်းလောက်နိုင်တာလည်းပီတိတမျိုးပဲပေါ့နော်ဒီနေ့လှူပြတာကကြတော့ညီမကဒီဆွန်လွန်ကျောင်းမှာအမြဲတမ်းတရားစခန်းလဲဝင်တယ်ပြီးသွားရင်ဒီမှာတိလရှင်လဲဝတ်တယ်အမြဲတမ်းဒီမှာပဲအဲ့လိုတရားစခန်းဝင်တာများတော့ဒီကျောင်းမှာပဲအလှူလုတ်တိုင်းအမြဲတမ်းဒီကျောင်းမှာလှုပ်ဖြစ်တယ်ပေါ့နော်အားနဲ့ဝင်းနေလဲဒီမှာပဲလှုပ်ဖြစ်လိုက်တာပါ ဟိုရာတော့ဒါဖုံ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 ဟာဆရာတော်ဆရာတော်ဝိထုငွေလေးကတ်တယ်ပြီးသွားရင်ဒီမှာဒီမှာဖုံကြီးအရင်တော့တော့အပါ300ရှိရပေါ့နော်ခုနဖုံဖုံဟာဆရာတော်တရားဟောနေနေနားထောင်ကြည့်လိုက်တာကြတော့ဖုံဖုံ150လောက်ပဲရှိတော့တယ်ဒီကယောဂီတွေနဲ့တိလရှင်တွေအယောက်150ပေါ့နော်အဲ့ဒါလေးကိုနေစုံနေစုံကြွေရပါ 16လား18လားအော်မဟုတ်ပါဘူး18ပါဘယ်နှစ်လို့ထင်လဲပြိတက်ကြီးဖြေးသွားပြီရောနော်အဲဗဟေဒီပြန်လုပ်လိုက်တာပူလေးဆိုအပူလေးပူလေးအဲ့လိုမျိုးပူနေရကြိုက်တာအသက်ကတော့အသက်ကတော့ဟမ်ငါအသက်က40ညီရဆောက်လိုက်တာဟဲ့ငါတကယ်စိတ်တော့ပြန်လိုက်တော့မှာနော်ငါအသက်ကို40ကိုရွှေထုပြောပေးရောအေးလေတဲ့လားငါဘက်ကပါတယ်ကိုစီဖြိုးอ่ะနော်စိတ်မကောင်း 22နဲ့22 22ပါအဲ့ဒီတော့ရတော့ရုပ်တည်းအဲအတတ်22လို့လိန်ပြောတဲ့ပတ်စီဆိုပြီးတော့ခေါင်းစဉ်လေးတက်ပေးပါအောင်ကဲတော့သုံးသုံးပြီးသွားတယ်အေးပြောပြောပြောအမပဲထည့်ပြောလိုက်ပါတော့အမရဲ့ကျမအသက်ကိုထည့်ပြောလိုက်ပါတော့ဟုတ်တယ်ကျမအသက်က33ပါ22တော့မဟုတ်ပါဘူးဒါပေမဲ့လူတွေက22လို့ထင်ကြပါဦးအရင်တော့ကလို့တော့မဟုတ်တော့ဘူးเนาะအရင်တော့ဆိုရင်အဲ့လိုတငယ်ချင်းတွေနဲ့အပြင်သွားလာပျော်ပါတည်ရမှာမွေးနေ့ဆိုရင်ဒီလိုမျိုးဟိုအလှ လူလောက်တာနည်းတယ်ပေါ့နော်တငယ်ချင်းတွေနဲ့အဲ့လိုညာဘက်တွေမှာမွေးနေပွဲလုပ်ပေးတာတို့ပါတော့အဲ့လိုမရတယ်နောက်ပိုင်းကျတော့နည်းနည်းကိုလည်းအသက်ရွယ်တစ်ခုရလာလို့လာတော့မသိဘူးဒီလိုအလှတန်းလောက်ရတာကိုပိုကြိုက်တယ်ပေါ့နော်အဲ့တော့လှူအလှလုတ်တယ်ပြီးတော့ညီမအတီမျိုးမျိုးခိုင်ကိုအဲ့လိုခွေးစာလေးတွေအဲ့လိုမျိုးလှူတယ်အဲ့လိုဘာလို့ဆိုနှစ်တန်းရတော့မွေးနေ့နှစ်တန်းရအဲ့လိုခွေးစာလှူတယ်ပြီးတော့ငါးစာကျွေးတယ်အဲ့ဒါတော့အလှအမြဲလှုပ်ဖြစ်တာပေါ့ဒီဖုန်ကြီးเจ้าမှာကျတော့လေဒါ အဟိုးအရင်တော့ကလည်းလှူပါတယ်ဒါအခုဟာလည်းကိုလည်းအသက်ရွယ်တစ်ခုရလာပြီဆိုတော့ကောင်းတာလေးတွေလှုပ်ချင်တဲ့စိတ်ညားတာပေါ့နော်အဲ့တော့အော်လို့ခုံကြီးကြောင်းမှာပဲဒီလိုလေးအလှူတန်းလှုပ်လိုက်မယ်ဆိုပြီးတော့လှုပ်ဖြစ်တာပါဒီမှာဘိုးဘားတွေရောယောဂီအများကြီးပဲဒီမှာစတင်စာချဖုံးကြီးအဒါကတချို့ဆိုရင်တချို့သူတို့ចောင်းနေသူတို့ပြန်သွားလို့ပေါ့နော်ဒီမှာဆိုရင်အရင်တော့ဆိုအပါ300ကျော်လောက်ရှိတယ်အခုကဖုံးဖုံးနေရ150လောက်ပဲရှိတော့ မွေးနေ့တော့ကအထူးတလဲတော့မဟုတ်ပါဘူးဘာလို့ဆိုတော့ကိုလည်းမွေးနေ့ကဟုတ်လို့အကြီးလောက်တာမှမဟုတ်တာကိုတငယ်ချင်းတွေလောက်ပဲတချို့ဆိုရင်အဆင်ပြေတဲ့သူတွေလည်းရှိတယ်မပြေတဲ့သူတွေလည်းရှိတယ်အဲ့တော့အစောကြီးကပြောထားပြီးသားမွေးနေ့လက်ဆောင်ပေးကြရမလို့ဒါကကိုနဲ့တူတူကွာအဲ့လိုကုသိုလ်ပါဝင်စေချင်တာကိုဒီမှာရေစက်ချအမျှတန်းလုပ်လဲအကုန်လုံးနဲ့ရေစက်ဆောင်ညင်တာပါဆယ်ထုတ်ပါဦးအမကလည်းပါဆယ်ရထုတ်ချင်တယ်ထမင်းပဲစားတာ၃ပုဂံသူတယောက်ပဲဟိုဘက်ဟိုဘက်အိမ်ဟောဟိုဘက်အိမ်ကနော် ။ငါပြောသေးတယ်ထည့်ထားပြန်ထုတ်ပေးပါ။ရှင်းအောင်ရေးပဲပါ။ထည့်သေးချာကြည့်လာဘူးဘူးလေးနဲ့အောင်ဒီ။အေး။ဟွာ။လာဘူးဘူးလေးနဲ့တူတယ်။ရေးနေတာလေးက။ကိုကိုကိုဆိုရင်တော့ဗောနော်အရင်တော့ဆိုအရန်ဟိုကအဲ့လိုဆက်ဆက်လူနတ်ပူဓာတ်ပူအဲ့လိုမျိုးဖြစ်နေရလေးသေးလား။အခုဆိုရင်တော့နောက်ပိုင်းကအဲ့လိုမျိုးတော့မဟုတ်တော့ဘူးဗောနော်။ကိုကကိုအဲ့လိုကိုတငယ်ချင်းရှိဒီတငယ်ချင်းနဲ့ပဲအဲ့လိုမျိုးပေါင်းနေပြီးတော့အဲ့တငယ်ချင်းတွေနဲ့ပဲအဲ့လိုဘယ်လိုပြောမလဲအိမ်မှာ တောက်ကြစားကြပြောကြအဲ့လိုမျိုးလေးပဲရှိတော့တယ်အရင်တုန်းကဆိုအများနဲ့ဆိုင်ထိုင်းอ่ะဘာသွားကလပ်သွားအဲ့လိုလေးလုပ်ခဲ့တာ ਉਹ နောက်ပိုင်းကျတော့အဲ့လိုမျိုးတွေမလုပ်ချင်တော့ဘူးပေါ့နော်ကိုယ်လည်းအတက်ရတစ်ခုရလာလို့လားတော့မသိဘူးအဲအကယ်လို့ဘာတွေပိုင်ထိုင်နေတယ်ဆိုရင်ရဖန်ရန်ခါလောက်မှပဲသွားထိုင်ပြတယ်အများဆုံးကတော့အဲ့လိုအိမ်မှာပဲပျော်ကြတယ်အများခုနစူယွန်းတို့ပါလို့ဆိုလဲအဲ့လိုစူယွန်းဆိုတစ်ချိန်လုံးအိမ်လာအဲအိမ်လာတိုင်းလဲသွားတစ်ချိန်လုံးဟိုဟိုသွားမယ်ဒီသွားမယ်ခလေးတယောက်လို့ share ပူစားတာမလုပ်ဘင်းနဲ့သွားစိတ်ဆိုးသေးတယ်အဲ့လိုမျိုးအဲ့တော့ဟုတ်တယ်နော်ဟဲ့ အဲ့လိုမျိုးအတလေး30ကျော်တာလေးမဲ့တော့ရင်းရင်းချက်တာမျိုးလို့ခံစားမှုဩရင်းချက်ဟန်ဆောင်ညာအဲရင်းချက်ဟန်ဆောင်ညာတကယ်တော့မပေါဘူးဟိုကခုနပြောသလိုပါလို့ ဘဝမှာသင်ခန်းစာတွေတစ်ခုပြီးတစ်ခုဆိုတာတဖြည်းဖြည်းအရွယ်ကလည်းအဲ့လိုကွာလူတွေကနေပဲသင်ကြားပေးတဲ့ဟာတွေနဲ့ပဲကိုယ်စိတ်တွေကတဖြည်းဖြည်းပြောင်းလဲသွားတာပေါ့အဲ့လိုပြောပါပဲအရင်တော့ဒါပေမဲ့စိတ်ကတော့အရှင်းဆုံးပြောနော်အရင်တော့လို့တော့မဟုတ်တော့ဘူးအရင်တော့အရင်တော့လို့မဟုတ်တော့ဘဲနဲ့ဘာဖြစ်လဲဆိုတော့နောက်ပိုင်းညာခရီးလေးတွေသွားကျင်လာတယ်သိရမလားအဲ့လိုကိုယ်စိတ်အပန်းဖြေမဲ့အရာလေးတွေကိုယ်စိတ်ချမ်းသာမဲ့အရာလေးတွေတခါကျရင်ကိုယ်စိတ်ထဲမှာအရန်ကွာအလုံးနဲ့ပတ်သက်ပြီးဟော pressure အရန်ပြည်နေရဆိုရင်ဒီဖုန်းကြီးကြောင်းမှာပဲညနေပိုင်းတရားလာနာတယ်တရားလာထိုင်တယ်အဲ့လိုအဲ့လိုမျိုးလေးတွေပေါ့စိတ်ကသူ့လိုလိုဖြစ်သွားတာပေါ့ဒီနေ့မွေးနေ့လေးကတော့ ော့ညီမကဒီဆွန်လွန်ကိုဝိပဿနာကျောင်းတိုင်မှာနေစွန်လေးလှူပြတာပေါ့နော်အဲ့တော့ခொနေရဲ့သားသမီးပေါင်းယာဟုပါမကျန်အားလုံးညီမပြုတဲ့ကုသိုလ်ကောင်းမှုကိုရပြီးတော့အမျှအတန်းပေးဝေပြီးတော့ဟိုတာဓုခွန်နိုင်ကြပါစေလို့ပဲပြောပါတယ်ပြောပြောခဲ့ပါတယ်ရှင်